ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။တာယာလာတဲ့မနက်ခင်းလေးတစ်ခုမှာတော့မိသားစုတစုကပျော်ရွှင်စွာနဲ့မနက်စာစားသုံးနေကြပါတယ်။ချွေးမလေးတို့ရဲ့အမေတခြားသောဟင်းတွေကိုထပ်ယူခဲ့ရအောင်မလားသမီး။မယူပါနဲ့တော့အမေရဲ့သမီးနောက်ထပ်မစားနိုင်တော့ဘူး။သမီးကဒီလောက်ထိပဲအများဆုံးစားနိုင်တာ။ဟုတ်တယ်အမေရဲ့အခုသမီးလည်းဘိုက်ပြေနေပြီ။ တမီးတို့ရေတမီးတို့ဟာပလာတာနဲ့ချက်ဆိုင်းုံနဲ့ဘိုက်ပြပါမလားတမီးတို့နှစ်ယောက်ပလာတာနောက်တစ်ချက်လောက်ထည့်ယူကြပါအောင်လားမဟုတ်ဘူးမဟုတ်ဘူးအမေတမီးတို့နောက်ထပ်မယူတော့ပါဘူးတမီးလည်းအခုဘိုက်ပေါက်တော့မယ်ထွေမလေးတို့ကဘာရီတွေးနေကြတာလဲဖီမလိုက်ညီမနှစ်ယောက်စလုံးကအရန်ရှက်တက်ကြတယ်ဒီနေ့ကသူတို့အနေနဲ့ရောက်ကမအိမ်မှာစနေတဲ့ပထမဦးဆုံးနေ့လည်းဖြစ်နေပါတယ်ပထမဆုံးနေ့မှာကလေးကဘသူကများသူတို့ရဲ့ဇယအမှန်ကိုပြမှာလဲ ။ဒီညီမနှစ်ယောက်ထဲကနံပါတ်၁အစားပုတ်ကဘာလို့ဖြစ်လာမလဲစောင့်ကြည့်ရအောင်။ဒါပေမဲ့လေချွေးမနှစ်ယောက်လုံးကသူတို့မိဘအိမ်မှာတော့မှစီမံရေးစုမံတို့ကနေတိုင်းအစားအစာတွေကိုအများကြီးစားကြတယ်။မင်္ဂလာပွဲမတိုင်ခင်တလအလိုမှာသူတို့ရဲ့အမိကတော့သမီးလေးတွေကိုပျော်ပါတယ်။သမီးတို့နင်တို့နှစ်ယောက်စလုံးအစားအစာတွေကိုနည်းနည်းလျှော့စားကြအောင်။အခုနင်တို့နှစ်ယောက်လုံးမတိုင်ခင်ချွေးမာရီဖြစ်ကြတော့မှာ။အမေသမီးတို့ကဘလို့လို့ပြီးအစားလျှော့စားရမှာလဲ။သမီးတို့ဘိုက်စာနေရင်ဘိုက်ကိုပြည့်တဲ့လောက်ပဲစားရမှာမဟုတ်ဘူးလား။ ဟုတ်တယ်အဲ့ဒါတော့မှန်ပါတယ်သမီးတို့ဒါပေမဲ့သမီးတို့မင်္ဂလာပွဲအတွက်ဝေးချရတော့မယ်လေမဟုတ်ရင်မင်္ဂလာပွဲမှာသမီးတို့ရဲ့ဓာတ်ပုံကောက်ကောင်းလေးတွေကထွက်လာမှာမဟုတ်ဘူးဟုတ်တယ်အမေပြောတာမှန်တယ်အမကျမတို့မနေ့ဖက်ကစားပြီးဝေးချရအောင်ဒါရီပြီးတော့မင်္ဂလာဆောင်ပြီးတဲ့အခါကျတော့မှပဲကျမတို့ကရောက်မှရအောင်မှပဲပြန်စားလို့ရတာပေါ့ညီမနှစ်ယောက်စလုံးတလားကြတဲ့အထိဝေးချလိုက်ပြီးတဲ့နောက်မှာတော့နှစ်ယောက်စလုံးပိန်သွားကြတယ်အဲ့ဒါကြောင့်မင်္ဂလာပွဲကလေးပျော်ရွှင်စွာနဲ့ပြီးဆုံးသွားပြီးတော့ဓာတ်ပုံကောက်ကောင်းလေးတွေကရလာခဲ့ပြီး သူတို့ရဲ့အမေကြီးကလည်းသူတို့ကိုတခုခုပြန်ပြောခဲ့ပါတယ်။သမီးတို့သမီးတို့ရဲ့မိဘအိမ်တိတ်ခါကိုလည်းထိမ့်သိမ်းမအောင်သမီးတို့ရောက်မှအိမ်ကိုရောက်တာနဲ့အယူလို့မဖြစ်စေနဲ့နော်။ဟုတ်ကဲ့နားလေးပါပြီအမေ။သူတို့ရဲ့အမေစကားကြောင့်ပဲသမီးလေးနှစ်ယောက်ကအခုလိုထိမ့်သိမ်းနေရတာပါ။စုမန်တယောက်ကပလာတာနဲ့ချက်ချက်ပို့မစားခဲ့ပါဘူး။ဒါပေမဲ့စုမန်ကတစ်ချိန်တည်းမှာပဲပလာတာအချက်20ကိုအလွယ်တကူစားနိုင်တဲ့သူဖြစ်ခဲ့ပါရဲ့။ ဖီမလာကသူ့ရဲ့ချိန်မလေးတွေကိုချစ်ခင်စွာနဲ့တရားကိုပလာတာနှစ်ချက်စီကျွေးပြီးဝမ်းသာနေခဲ့တယ်။ရခမကြီးကတော့အချိန်နဲ့စွာနဲ့ပဲတွေးတောနေခဲ့တယ်။ဟာငါအရင်ဆက်တက်ပြီးရင်ကြီးရဲ့ချိန်မလေးတွေရထားတာပဲ။အခုငါရဲ့နှလုံးသားလေးကပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေပြီ။ဒိုင်မန်ကြီးနဲ့ပိုင်းမညီမနဲ့အစလုံးရဲ့ဘိုက်တွေကစတင်မြည်ဟီးလာခဲ့တယ်။စီမားရဲ့ခင်မောအာဂျွန်ကတော့ဟောက်တံပဲပြီးနေခဲ့တယ်။စုမဲခင်မောဟာလည်းညစာစားပြီးတာနဲ့ဘိုက်ပြေးပြီးတော့အိပ်ပျော်သွားခဲ့ပြီ။ အဲဒီနောက်မှာတော့စီမာနဲ့စုမန်နေရာစလုံးကသူတို့ရဲ့အခန်းတွေကနေထွက်လာကြတယ်။စုမန်ညီမလေးလည်းဖိုက်စာနေလား။ဟုတ်တယ်အမရဲ့အမမမေးနဲ့တော့အခုမိဖို့ကြောင်သွားရအောင်။အရင်မိဖို့ကြောင်ထဲမှာအသင်လုပ်ထားတဲ့အစားအစာဘာမှရှိမနေခဲ့ပါဘူး။ဟာဘာမှမရှိဘူးအမ။ကျမလည်းအခုချက်ပြုတ်ဖို့စိတ်မပါဘူး။လာညီမလေးစီမဘစ်ကွတ်နှစ်ထုပ်လောက်ယူစားအောင်။ ညီမနီယောစလုံးငါး၅မိနစ်အတွင်းမှာဘေဘီစကွန်းနှထုတ်ကိုကုန်းအောင်စားလိုက်ကြတယ်။ထိုင်မဲ့လေသူရဲ့ဆာလောင်မှုကတော့ပြည့်မသွားဘဲပို့ပြီးတော့သာတိုးလာပါတယ်။ညီမတွေကတော့ဒီလိုပဲတွေးလိုက်တယ်။လက်ထလိုက်တာဘလို့ဒုက္ခမျိုးတွေရောက်လာရတာလေ။ကျမတို့တွေရှက်လို့ဂုံတိတ်ခါကြောင့်ဘိုက်ဆာဆာနဲ့ပဲနေရမှာလား။မဖြစ်သေးဘူး။ငါတို့တွေဘိုက်ဆာလို့တော့မဖြစ်ဘူး။ညီမတွေကမဂီခောက်ဆွဲကိုပြုတ်စားလိုက်ကြတယ်။ညီမတွေကမဂီခောက်ဆွဲပြုတ်ကိုစားစားပြီးတဲ့နောက်မှာတော့သူတို့ရဲ့ဖိုက်တွေကမတင်းတိမ်နိုင်ခဲ့ကြပါဘူး။ မြန်မာနေရာစလုံးကနောက်ထပ် good goodia တမျိုးကိုပြုတ်စားလိုက်ကြပြီးတဲ့အခါမှာပဲနေရာစလုံးကအိယာဝင်သွားခဲ့ကြတယ်။နောက်တနေ့မနေ့အရောက်မှာတော့ဖီမလာကမိဘချောင်းလေးကိုရှောက်လာတယ်။ ဖီမလာကချက်ပြုတ်ရတာကိုနှစ်သက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ချွေးမတွေကိုမချက်ခိုင်းမင်းသူမကိုယ်တိုင်ချက်ပြုတ်လေးရှိတယ်။အဲဒီဟာကတခြားသောချွေးမတွေအတွက်တော့အယံပြော့စရာကောင်းတဲ့ကိစ္စဖြစ်နိုင်ပြီးမယ်လေ။စီမာနဲ့စုမန်အတွက်ကတော့ပြဿနာတွေဖြစ်နေခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ညီမနေရာစလုံးကအစားအစာတွေကိုချက်ပြုတ်နေရင်ခိုးစားလို့ရတာကြောင့်ဖြစ်ပြီးသူတို့ရကမာကြီးဖီမလာကသူတို့ကိုမိဖို့ချောင်းနဲ့မဝင်ခိုင်းတာကြောင့်အဆင်မပြေခဲ့ပါဘူး။ ဘလို့ပဲဖြစ်နေပါစေဖီမလာသာမနက်အစောချီမီဖို့ချောင်းနဲ့ရောက်လာတာနဲ့ဖီမလာတယောက်သတိထားမိတာကတော့ဟင်းသီးဟရတီပျောက်နေတာပါပဲဟမ်ငါမနေတော့ငါမဆေးရနေဟင်းသီးဟရတီဝယ်လာခဲ့တာပါအဲ့တော့အခုပဲရောက်သွားတာလေချွေးမတို့တမီးတို့ရောဟင်းသီးဟရတီမမြင်မိကြလားအမေတမီးတို့မမြင်ပါဘူးတမီးတို့လည်းတိလည်းမတိပါဘူးချွတ်တွေစားသွားတာဖြစ်နိုင်တယ် အိုးဖရားရေအဲ့ဒါဆိုဘယ်လောက်ကြီးမားတဲ့ချက်တွေဖြစ်မလဲဟင်းဒီဟီယက်တွေအကုန်လုံးစားသွားတယ်ဆိုတော့ပြီးတော့ဒါရောဘာလဲဘစ်စကတ်ဘူးကလည်းဘလားဖြစ်နေပြီအဲ့ဒီချက်တွေကဘစ်စကတ်ဘူးကိုဖွင့်တက်နေပြီလားမသိပါဘူးအမေရချက်တွေကလည်းခင်းနဲ့ညီအစင်းမြင့်တင်နေကြပြီထင်တယ်အိုးဖရားရေဘယ်လိုချိန်မျိုးရောက်လာတာလဲကောင်းပြီအခုအားလုံးယူဆိုင်ပြီးနေကြအောင်နော်တားရေဇီးရပြန်လိုက်ဟင်းဒီဟီယက်တွေဝယ်လာကြအောင်နော် ။ဖီမလာကသူ့ရဲ့သားနှယောင်စလုံးကိုဈေးကိုလွှတ်လိုက်တယ်။အဲဒါကြောင့်မဟင်းသီးဟဲ့တီမိဘချောင်းတွေကိုပြန်ရောက်လာပြီးစီမာနဲ့ဆူမန်တို့ကနေလေကင်ဘတ်တွေမှာတော့တိတ်ပြီးမစားကြပေမဲ့ညဘက်ရောက်မှာတော့ဟင်းကုံလုံးကိုစားပြစ်လိုက်ကြတယ်။နောက်တနေ့မှာတော့ဖီမလာတယောက်ကမိဖို့ချောင်ကိုဝင်လာတဲ့အချိန်မှာမြင်လာရတဲ့မြင်ကွင်းကြောင့်ထပ်ပြီးတော့အံ့အားသင့်သွားရတယ်။ညတိုင်းဒီမှာဘာတွေဖြစ်နေရလဲ။မိဖို့ချောင်ရဲ့ပစ္စည်းတွေကညာဘက်ဆိုရင်ဘလို့လို့ပြောက်ခွဲသွားရတာလဲ။ငါလည်းနားမလဲတော့ဘူး။ကြွက်တီပါအမေရ၊ကြွက်တီ ဟုတ်ပါတယ်ကြွတရအကုန်ဖျက်ဆီးနေတာသားရေသားဒီနေ့ကြွတက်စီဝဲခဲ့ဦးအိမ်ထဲမှာကြွတရအများများနေပြီညာဘက်ရောက်မှာရဖီမလာကကြွတက်စီကိုဘစ်ကွတ်ထည့်ရောပြီးအပြင်မှာခြားထားခဲ့ပေမဲ့မနက်မိုးလေးနဲ့အချိန်မှာတော့အစိတ်ပါတဲ့ဘစ်ကွတ်တွေကလွယ်ပြီးမိဘချောင်ထဲမှာရှိတဲ့အခြားအရာတွေအားလုံးပြောင်းနေခဲ့ပါတယ် ဒီချက်တည်းကအုံနောက်ရှိတာပဲဘလောက်တောင်တော်ရဲချက်တည်းလဲဖီမလာကမိဘချောင်းထဲမှာဟင်းသီးဟဲတွေထားတာကိုရှက်လိုက်တယ်အဲ့ဒီချိန်မှာစီမာနဲ့စုမန်တို့ဒုက္ခရောက်ကုန်ကြတယ်သူတို့အတွက်အစားစရာကဒီခုချိန်မှာတော့ဘာမှမရှိတော့ပါဘူးစုမန်ငါတို့တကူကူစီစဉ်မှဖြစ်မယ်အပြင်ကနေအစားတောက်မှားမယ်ဟုတ်တယ်အမပြောရမှန်မှန်တယ်စီမာငါတို့တွေဒီလိုမျိုးပိုက်ဆံလို့မရဘူး အခုရပိုင်းမှာညာဘက်တွေကိုအစားတောက်လာပို့ပေးတာကြောင့်ညီမညောင်စလုံးကအဆင်ပြေနေကြတယ်။ညီမညောင်စလုံးကနေတိုင်းအစားတောက်တွေမှစားကြပြီးအပြင်စားတွေဆက်စားနေခဲ့ကြတယ်။ဒီလိုနဲ့နှစ်လာရီဟာလဲကုန်လွန်သွားခဲ့တယ်။အဲ့ဒီနှစ်လာကျွဲမှာပဲ စီမံနဲ့စုမံတို့ရဲ့အစာကြီးမှုကြောင့်ပဲသူတို့ကဒီနေ့ထက်ဒီနေ့ပိုပြီးတော့ဝါလာကြတယ်။အဲ့ဒီအခြေအနေတွေကိုမြင်တော့ဖီမလာတယောက်ဘာတွေဖြစ်နေလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့ရပါတယ်။အမေတို့တကူကူရှင်းပြပါအောင်တမီးတို့ရဲ့တမီးတို့နေရာစလုံးကအစားအစာအများကြီးမစားကြဘူး။ရိုတီနှစ်ချက်နဲ့ထမင်းတစ်ပကံလောက်ဆိုရင်ပဲတမီးတို့အတွက်လုံလောက်တယ်လေ။အဲ့တော့ဒီနှစ်လအတွင်းမှာတမီးတို့ကဘလို့ဖြစ်သွားတာလဲ။မသိပါဘူးအမေယာတမီးတို့လည်းနားမလည်ပါဘူး။ ညီမနှစ်ယောက်သားကအပြင်စာကုန်တွေတိုင်းစားတဲ့အတွက်သူတို့နှစ်ယောက်စလုံးရဲ့အစာရေးမှာပြဿနာစားဖြစ်လာပြီးဘိုက်ထဲမှာလေတွေကအမြဲရှိနေပြီးနှစ်ယောက်စလုံးအိမ်တိမ်လုံးကိုပတ်ပြီးလေလည်နေကြတယ်။ညီမနှစ်ယောက်ချောင်းမဲအိမ်တိမ်လုံးကအနံစိုးတွေပြက်နေနေတယ်။သမီးတို့ရေဒီနန်ကြီးကဘာကြီးလဲ။ဒီနီးနားမှာတွေးဆန်တကကောင်တေးသွားလား။ဒီနန်ဘယ်ရလာလဲ။မသိဘူးအမေသမီးတို့လည်းနားမလဲပါဘူး။အိမ်မှာဗီမလာကသာပိန်ချန်နေခဲ့ပြီးသူမရဲ့ချွေးမနှစ်ယောက်ကတော့တနေ့တခြားဝိတ်ပို့တက်လာတယ်။တရမှာတော့ချွေးမ နေအောင်စလုံးကလည်းမကောင်းဖြစ်သွားကြတယ်။ဆရာဝန်ကြီးကတော့ညီမတွေကစီနဲ့အမွေးကြိုင်တွေအရင်များတဲ့အစားအစာစားတာကြောင့်အခုလိုနာမကျန်းဖြစ်ရတာလို့ပြောပြလိုက်တယ်။ဒါပေမဲ့ကျမတို့ဘယ်အစားအစာတွေမှမအစီအများကြီးမထည့်ပါဘူးဆရာဝန်ကြီး။အဲ့ဒါတော့ကျွန်တော်ဘလို့ဒီမှာတော့အမေကိုကျွန်တော်အမှန်တိုင်းပြောနေတာ ဆောင်ဝဲပြောစကားကြောင့်အခုချိန်မှာဖီမလာတံပြားရီစတင်ဝင်လာခဲ့ပြီဖီမလာတယောက်ကအရင်နေ့ညမှာပဲဟင်းဒီဟဲတီကိုမိဖို့ချောင်ထဲမှာပြန်ထားလိုက်တယ်အဲ့ညမှာစီမံနဲ့စုမံတို့ကပုံမှန်တိုင်မိဖို့ချောင်ကိုသွားပြီးစားတဲ့အချိန်မှာပဲဖီမလာတယောက်မိဖို့ချောင်ကိုရောက်လာခဲ့တယ်ဒါဆိုရင်သမီးတို့နှစ်ယောက်ကအိမ်ထဲမှာတောင်းကျမ်းနေတဲ့ကြွက်တွေပေါ့ဖီမလာကိုမြင်တော့ချိန်မနေအောင်စလုံးကငိုကြတယ်ကျမတို့ခွလွတ်ပေးပါအမေဟုတ်ပါတယ်အမေကျမလည်းမှားခဲ့ပါတယ် ။ဒါပေမဲ့ဘာလို့သမီးတို့နှစ်ယောက်ကအမေရှိမှနည်းနည်းလေးပဲစားခဲ့ရတာလဲ။ဘိုင်းစာတလောက်စားပါလား။သမီးတို့အမေကတားခဲ့လို့ပါ။ဒါကိစ္စပါပဲချင်းမတို့။သမီးတို့ကအိမ်ချက်ဟင်းကိုစားရင်ပိုစားရင်ပြဿနာမရှိဘူး။ဒါပေမဲ့အပြင်စာစားရင်တော့သမီးတို့နေမကောင်းဖြစ်လိမ့်မယ်။အမေကသမီးတို့နှစ်ယောက်စလုံးကိုချစ်လာရမိခင်မှာအမေပြောတာကသမီးတို့စားချင်တလောက်စား။ဒါပေမဲ့အိမ်မှာချက်တဲ့ဟင်းကိုပဲစား။အမေကဘာမှမတွေးပါဘူး။သမီးတို့ဒါကျမ်းမာနေတခြားဘာမှမလိုအပ်တော့ဘူး။ အဲ့ဒီဖြစ်ပျက်တွေဖြစ်ပျက်ပြီးတဲ့နောက်မှာတော့ညီမညာစလုံးကအပြင်စားဘယ်တော့မှမစားကြတော့ပါဘူးဖီမလာဟာလည်းသူ့ရဲ့ချင်းမလေးနှစ်ယောက်စလုံးအတွက်အယတာရှိဟင်းလျာတွေဆက်ချက်ပေးပြီးချင်းမနှစ်ယောက်စလုံးကလည်းအယတာရှိရှိပဲဆက်စားနေခဲ့ကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်။ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။